သူသားရဲ့ဖြစ်စဉ်ကြီးကိုရှေ့မှာသူသားရဲ့လောင်းရှေ့မှာသူသားရဲ့ဖြစ်စဉ်ကြီးကိုပြပြီးကျန်တဲ့ဒီဒလိုင်းတပ်ဖွဲ့ဝင်တွေလူငယ်တွေပေါ့နော်အဲ့လိုမျိုးစကားတွေပြောနေတာတွေ့ရအောင်နော်တကယ်တကယ်ကိုမှဒလိုင်းစိတ်တဲ့ပြင်းထန်တဲ့မိသားစုအာသာနေမိသားစုလို့ကိုပြောရမှာပေါ့ဗျာမင်္ဂလာပါကျွန်တော် အခုပြောပြခြင်းတဲ့အကြောင်းအကြတော့အဲဝန်းနေစရာလားဂုံယူစရာလားအဲ့လိုပေါ့နော်ခံပြင်းစရာဖြစ်မလားတော့မပြောတတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုခံစားချက်တွေရောပြောနေတာပေါ့နော်အဲအဓိကကျွန်တော်ဒီဆလင်းစေတုတ်တရာလမ်းပိုင်းပေါ့နော်အဲ့လမ်းပိုင်းက16မိုင်စကန်ကုန်းကို တက်စကန်ကုန်းကိုအဲဇော်လိုင်းတက်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့တဲ့သတင်းပေါ့နော်အဲ့သတင်းကိုတော့အားလုံးလည်းသိပြီးဖြစ်မယ် ပြီးတော့အဲ့ reaction နဲ့ပတ်သက်လို့ပေါ့နော်အဲ့ video နဲ့ပတ်သက်လို့ကျွန်တော်ပြောထားဟာလေးကြည့်ခြင်းလဲဆိုရင်လည်း BBN TV Plus မှာဒါတွတ်ကြည့်လို့ရတယ်ပေါ့နော်လုံးဝတကယ်စိတ်အားတက်ကြွစွာကောင်းတယ်ဒါပေမဲ့အဲ့နောက်ွယ်မှာနောက်ထပ်ဖြစ်ရတခုရှိသေးတယ်ပေါ့နော်အဲအဲ့ဒီဖြစ်စဉ်ဒီအရှိပိုင်းဒါတိုက်ပွဲ video ထွက်လာတဲ့အချိန်မှာတော့တကယ်ကိုစိတ်အားတက်ကြွစရာနဲ့တကယ်ကိုအပေါင်းလက္ခဏာဆောင်တဲ့အပြုမူတွေပြောဆိုတွေအဲခုနလိုစွမ်းရည်တွေကိုပဲတွေ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့နောက်ပိုင်းဒါကျွန်တော်နောက်ထပ်ဗီဒီယိုလေးတစ်ခုသွားတွေ့တယ်ဗျအဲဥစ္စာကကြတော့ ဒီရဲဘော်ရက်ခတယ်ဒီတိုက်ပွဲမှာကြာသွားတာဗောနော်ကြာသွားတယ်အဲစကန်းကုန်းတော့အောင်မြင်လိုက်တယ်အဲတပ်ဖွဲ့တွေကဒါစစ်တုံးမန်းတွေလည်းရတယ်တနက်9လက်လည်းရတယ်အဲအဲ့လိုရလိုက်ပြီးအချိန်ဗောနော်အဲအောင်မြင်ပြီးအချိန်ကျမှဒီဗီဒီယိုလေးကိုသွားတွေ့မိတာအဲဒီဗီဒီယိုကဒီကြာဆုံးသွားတဲ့ရဲဘော်ရက်ခရဲ့ဖခင်ကသူ့သားရဲ့အလောင်းရှိမှာဗောနော်သူပြောချင်တဲ့စကားတွေပြောသွားတာဗောနော်အဲဥစ္စာတော်တော်လေးခံစားရတယ်ဘေးနားမှာတပ်ဖွဲ့ဝင်တွေအကုန်လုံးကမြေကြီးပေါ်မှာထိုင်ပြီးတော့လုံးဝ အာကာဝပြူနားထောင်ကြရတယ်ဗောနော်အချိန်မှာဒါဖခင်ဖြစ်တဲ့သူပြောတဲ့စကားတွေကအယက်မိုက်တယ်ကျွန်တော်ဒါလည်းသိစေချင်လို့ဗောနော်အဲ့ဒါလေးလည်းသိစေချင်လို့ကျွန်တော်အခုလိုမျိုးပြောပြချင်တာဖြစ်ပါတယ်အဲဦးလေးတို့မိသားစုကလည်းတဲ့အာဒီတော်လိုင်းစိတ်ကအရန်ပြင်းထန်တယ်ဗောနော်တမိသားစုလုံးကဘယ်လိုပဲဖြစ်ဖြစ်ဆိုပဲပုံစံမျိုးနဲ့ဒါရင်ဆိုင်နိုင်တယ်ဆိုပဲပုံစံမျိုးတော့မှရှိတယ်ဗောနော်အဲပြီးတော့သူကဒီသူသားလေးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့ကလေးတို့လည်းတဲ့ ညခုနတော့လည်းတက်ဖွဲ့ဝင်လို့ပြောကလေးတို့လည်းပေါ့နော်ရေတန်းစင်မြေပြနေပါတဲ့ကိုကိုကိုလုံခြုံအောင်ပေါ့နော်အတိုက်ပွဲဝင်တဲ့ခါမှာကိုကိုအထီးကိုင်းမရှိအောင်ပေါ့နော်ဒါမျိုးပုံစံမျိုးလေး Q size စီရင်နေဆိုပြီးတော့ तू ကမှားတယ်သူသားရဲ့ဖြစ်စဉ်ကြီးကိုရှေ့မှာသူသားရဲ့လောင်းရှေ့မှာသူသားရဲ့ဖြစ်စဉ်ကြီးကိုပြပြီးတော့ကျန်တဲ့ဒီတော်လိုင်းတက်ဖွဲ့ဝင်နေလူငယ်တွေပေါ့နော်အဲ့လိုမျိုးစကားတွေပြောနေတာတွေ့ရပါပေါ့နော်အဲတကယ်တကယ်ကိုမှတော်လိုင်းစိတ်တဲ့ပြင်းထန်တဲ့မိသားစုအာဇာနည်မိသားစုလို့ပြောရမှာပေါ့ဗျာ လေးစားပါတယ်ကွာတဲ့အဲပြီးတော့ဒါဘသူမှပေါ့နော်ဒီလိုလုပ်နေဆိုတာဘသူမှကိုချိုးအတွက်မပါပါဘူးတဲ့ပြည်သူအတွက်ပါပဲတဲ့အဲပြီးတော့အဲအခုလိုမျိုးဒါကြီးကြုံရတယ်ဆိုတာလည်းပြည်သူအတွက်ပဲပေါ့နော်အဲတော့အဲ့ပြည်သူတွေလည်းသိစေချင်ပါတယ်ကွာတဲ့ဟိုတကယ်လည်းဟုတ်တယ်အဲဒေါ်လာရင်းတက်ဖွဲ့တွေကကိုချိုးအတွက်မပါဘဲနဲ့ ပြည်သူပြည်သားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကိုအသက်တွေရင်ပြီးတော့တိုက်ပွဲဝင်နေကြတာပေါ့နော်အဲဥစားကိုဖခင်တယောက်အနေနဲ့ဆိုနေကြွယ်ဆိုတာ ਨੇ ပြောနေတဲ့ဟာမျိုးပေါ့နော်အဲဒါမဲ့သူသူစိတ်ထဲမှာဘလောက်တောင်ကြွယ်ကွဲနေမလဲဝမ်းနေနေမလဲဆိုတဲ့ဟာကဟိုလုံးဝကိုခံမှန်းလို့တော့မရဘူးဗျာဒါဖခင်တယောက်ပေါ့နော်အဲအဲ့ဒါကြီးပြောထွက်နေရတယ်ဆိုတဲ့ဟာလေဒီပြီးရင်ဒါတချို့ပြောတဲ့ဆိုတဲ့နေပေါ့ဗျာအဲအဓိကတော့ဒလိုင်းတက်ဖွဲ့တွေပေါ်မှာအဲပြောကြတဲ့ဟာတွေပေါ့နော် ပြီးတော့ဒလိုင်းတက်ဖွဲ့တွေပုတ်ခတ်တဲ့ဟာတွေပေါ့နော် ဲ့လိုဟာမျိုးတွေနဲ့ပတ်သက်လို့လည်းသူလည်းပြောချင်တာပေါ့နော်ပြန်တုံပြန်ချင်တာပေါ့အဲဒါမှမလဲဒါသူသားပါနေတော့ပြောမှာပေါ့သူသားပါနေတာဟိုဆိုပြီးတော့ပြောခံရမှာ၄လေသူစိုးရင်နေပေါ့နော်အဲ့လိုမျိုးတွေလည်းအပြောမခံချင်ဘူးဒါကြောင့်မလို့ဒါခုနလိုတီးခံရတယ်ပေါ့နော်အဲသူစောင့်ထင်းရတယ်ပေါ့တကယ်တော့ဟိုဒါတွေကပြော့ကိုပြောရမှာပေါ့နော်အခုလက်ရှိအချိန်ဒီမှာတော့ခုနလိုပဲတီးခံကြရတာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမြင်မတူတဲ့သူတွေကနှစ်ဖက်မှာရှိနေကြတာဟုတ် အဲကြတော့ဒီဘက်ကလောက်ရက်တွေဘလောက်ပဲမှန်နေပဲပြောပြောဟိုဘက်ကကောင်းနေရအမြင်ကတော့ဒီဘက်ကအဖွဲတွေကသူကအကြမ်းဖက်တယ်ဆိုပြီးတော့ပဲတတ်မှတ်ထားတာဟုတ်အဲကြတော့ဒီဘက်ကတက်ဖွဲတွေရဲ့ခန်းစားချက်ပြီးရင်သူတို့မိဘတွေရဲ့ခန်းစားချက်ဘလောက်တောင်မှမျိုးတိတ်ကျိတ်မိပြီးနေရတယ်ဆိုတဲ့ဟာတွေကိုလည်းသူဖွင့်ဝဖွင့်ဟသွားတယ်ပေါ့နော်အဲပြီးတော့အင်္ဂါတွေပေါ့နော်အကူပါကဲပါဒါမျိုးပုံစံမျိုးမပြောဘူးပေါ့နော်ကို့မှာရှင်ရှိတဲ့ဟာပဲပေးလိုက်တယ်ပေါ့နော်အဲသူသားဘာလို့ကျင်နေပဲပြောပြော ရှိတဲ့ဟာရောင်းချပေါင်းနှံပြီးတော့ပေးလိုက်တာပဲပေါ့နော်ချင်းကားပြီးတော့ပေးလိုက်တာပဲပေါ့နော်ဒါဖခင်တယောက်ရဲ့မြစ်တာပဲဗျာဒီလားသူပြောတဲ့ထဲမှာပါတယ်ဦးလေးကပတ်စံမရှိဘူးတဲ့အဲ့လိုပေါ့နော်အဲတားဂီတာတီးကျင်တယ်ဆိုလဲဂီတာပေါ့နော်ပေးလိုက်တာပဲပေါ့နော်ဝေစားဆိုလဲဝေစားသူများထဲနောက်ကြစီရအောင်ပေါ့နော်ဒါဖခင်တယောက်ကဘလောက်ပဲမရှိဘူးပဲဖြစ်ဖြစ်ပေါ့နော်အဲကိုယ့်ရဲ့ရှင်သွေးရှင်သွေးအတွက်ပေါ့နော်သူတို့ပူဇော်လာပြီဆိုတဲ့ခါကျရင်မဖြစ်ဖြစ်အောင်လုပ်ပေးလိုက်တာပဲဆိုတဲ့ဟာမျိုးလေးပေါ့နော်ဒါလေးတွေအစားထည့်ပြောသွားတယ် သူသားသမီးပေါ်မှာသူဘလောက်တန်ဖိုးထားရတယ်ပေါ့နော်ဒါမိဘတိုင်းအဲ့လိုပဲလीနော်အဲကြတော့မရှိဘူးလို့ဘယ်တော့မှပြောမထွက်ဘူးသူအမြဲတမ်းမရှိရှိတာလေးကိုရှာကြံပြီးတော့ပို့ပေးလိုက်တယ်ဆိုတဲ့ဟာမျိုးလည်းသူပြောသွားတယ်ပေါ့နော်အဲဥလိမာပတ်စံမရှိဘူးအဲဒါလည်းပြောသွားတယ်ခြေကွဲစရာပေါ့ဗျာဒီလေအဲ PDF ဆိုတာစပေါ်ကစကနေရပေါ့နော်အဲဒီမောင်နှမတွေပေါ့နော်အဲသူသားသမီးတွေပေါ့နော်ဒါနဲ့ပတ်သက်လို့လုံမယ်တို့လည်းလုံမယ်ဆိုရင်လုံချပါပေါ့နော်အဲဒါမဲ့ တော်လိုင်းရင်းဆိုတာလွယ်တာမဟုတ်ဘူးပေါ့နော်။ဗစက်ပြောနေတယ်မရဘူးလွယ်လွယ်နဲ့မပြီးဘူးပေါ့နော်။အသက်တွေသွေးတွေချွေးတွေရင်းပြီးတော့လှုပ်ရတာဖြစ်တယ်။ပြီးတော့ဒါကိုလည်းအင်္ဂါလေးဆုံးရှုံးသွားနိုင်တယ်၊ကျိုးသွားနိုင်တယ်၊ကန်းသွားနိုင်တယ်၊သေသွားနိုင်တယ်။ဒါမျိုးပုံစံမျိုးအားဆက်သူကအဆုံးစုံဆုံးတွေတွေးပြီးတော့ပြောပြသေးတယ်။ပြောပြပြီးတော့အဲ့ဒါအောင်မှလှုပ်ချင်တယ်မဟေးဆိုတဲ့ဆိုရင်ချက်နော်အပီးတယ်။ဟဲအဲ့လိုမျိုးဒါပေမဲ့ကြုံရနိုင်တဲ့အဆိုးဆုံးအခြေအနေတွေအားဆက်ဖခင်တယောက်ကဆုံးမသွန်သင်ပြီးတော့ပြောပြခဲ့တယ်။ဒါပေမဲ့ကောင်းတဲ့အရာဖြစ်တဲ့အတွက်ဘာမှသူကတားဆီးတာမျိုးမရှိဘူး။ အဲလုံးဝဒါကြုံရနိုင်တဲ့ဟာတွေဒါတွေရှိတယ်သူကိုယ်တိုင်လည်းပြင်ဆင်ထားတဲ့ပုံစံမျိုးပြအနီတာသမီးတွေကလှုပ်ရှင်နေဟေ့ဆိုတဲ့အချိန်မှာသူတို့တမီတာစုတို့ကစိတ်နဲ့ပြင်းထန်တာဖြစ်တဲ့အတွက်ပေါ့နော်ဒေါ်လာရင်းစိတ်နဲ့ပြင်းထန်တာဖြစ်တဲ့အတွက်အခြားလှုပ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ခွင့်ပြုပေးခဲ့တာပေါ့နော်အဲဒါကတကယ်ကိုခံယူချက်စိတ်နဲ့အရန်ပြင်းထန်တဲ့မိသားစုဆိုပြီးတော့မြင်ရတယ်ပေါ့ဗျာအဲအဲ့လိုပြောနေတဲ့အထဲမှာပဲပေါ့နော်ကျွန်တော်အခုအရန်ကြေကွဲရတဲ့အရန်စိတ်ထဲမှာအရန်ထိတဲ့ဟာပြတာဒီလားအဲဥစ္စာက ဟိုနားထောင်ရင်းနဲ့တော့မှစိုးနစ်လာပေါ့နော်အဲ့ဒါအေးပါအေးပါတဲ့ကလေးတို့ကိုလည်းဒါဝမ်းသာတယ်ပေါ့နော်ကြည်လဲကျင်နေတယ်တဲ့အခြားတန်ရင်တက်ဖွဲ့တွေဆိုရင်တဲ့ဒါပြန်ရောက်လာပြီဆိုရင်ပြပုံလေးလောက်ပဲပြန်ရောက်လာတာပေါ့နော်ဒီလောက်အဝေးဒီလိုလူလုံးမပြတ်ဘဲနဲ့လှလှပပပြန်ရောက်လာအောင်ဆောင်ရွက်ပေးတဲ့ဒီတက်ဖွဲ့တွေတက်မှုတွေကိုလည်းဦးလေးကကျေးဇူးတယ်တဲ့ကျေးဇူးတင်တယ်တဲ့ဟိုတချို့ဖွဲ့တွေဆိုရင်အဲ့တော့ဗောနော်ဒါအလောင်းအလောင်းလိုက်အဲဒီလူလူပုံကိုလိုက်ပြန်ယူမလာနိုင်မဲနဲ့ ဲပြာအိုးလေးပဲပို့ပေးနိုင်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်တခါကြီးကြလေသတင်းစကားလေးပဲပါနိုင်လိုက်တဲ့ဟာတွေရှိတယ်ဒါမဲ့လေဒီတက်ဖွဲ့တွေကဒါဦးလေးရဲ့တောင်းလုံးဝဒါအကောင့်တိုင်းပေါ့နော်အခုနလိုအဲအသက်မရှိတော့ပြင်မဲ့ပေါ့နော်အဲပုံမပြတ်ဖဲနဲ့ဒါမျိုးလေးအဲပို့လာအောင်ပေါ့နော်စ조사ခဲ့ကြတဲ့တက်ဖွဲ့တွေကိုသူလေးစားတယ်သူကျေးဇူးတင်တယ်ပေါ့နော်အဲလုံးဝပုံမပြတ်ဖဲနဲ့သူစီရောက်လာအဝေးကြီးကနေပြီးတော့ဒေလာပြည့်ရဲ့အတွက်တကယ်ကျေးဇူးတင်တယ်ဆိုရဲဟာဖခင်တယောက်ကအဲ့စကားကိုပြောရတဲ့အချိန်မှာဘလောက်တော့ကြေကွဲမလဲပေါ့နော် ဟိုကြားရတဲ့တပ်ဖွဲ့တွေကစဘလောက်ဒီဆိုးနေနေမလဲဘောနော်တပ်ဖွဲ့ရေအကုန်လုံးကလုံးဝခေါင်းလေးငုံပြီးတော့သူတို့တွေအယံခံစားရဲဘော်ရဲဘက်လည်းဖြစ်တယ်ပြီးရင်ဒီရဲဘော်ရဲဘက်ရဲ့ဖခင်ဖြစ်တဲ့သူကသူ့သားရဲ့အလောင်းကိုရှေ့မှာထားပြီးတော့ဘောနော်လုံးဝမျက်ရည်တစက်မကျဘဲနဲ့ဒီတပ်ဖွဲ့တွေကိုကျေးဇူးတင်ကြောင်းပြောနေတဲ့ဟာကြီးကတကယ်ခံစားရတယ်ဘောနော်အဲဥစ္စာတော်တော်ကိုဒါကြောလေးစားရလေးစားရတကယ်လေးစားရအဲနောက်တစ်ခုကကြတော့ဒါတကယ်ပြောရရင်တဲ့ဦးလေးရဲ့သား သူရဲကောင်းဘွဲ့အာဇာနည်ဘွဲ့ရတာ ਨੇ အတူတူပဲပေါ့နော်အဦးလေးကဂျင်းနဲ့တဲ့အဲသူတို့လောက်ခဲ့တဲ့ဂုံပေါ့နော်ဒီခုန16မိုင်စကန်ကုန်အဲဒီဂုံအဲဒီတက်ဂုံပေါ့နော်ဒီဂုံကလည်းအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်ဦးလေးကတော့တန်တယ်လို့ပဲယူဆတယ်အဲ့လိုကြီးပြောတာနော်အသားတယောက်ရဲ့အသက်ကိုပေးလိုက်ပြီးတော့ဒီဂုံတစ်ခုရလိုက်တဲ့ဟာကိုတော့မှပဲသူကတန်တယ်လို့ယူဆတယ်ဆိုပြီးပြောတာပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒီဂုံအောင်မြင်ခဲ့တယ်တိုက်ခိုက်နိုင်ခဲ့တယ်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဦးလေးကတော့တန်တယ်လို့ပဲယူဆတယ်တဲ့ဦးလေးရဲ့သား ဟိုအာဇာနည်ပါပဲတကယ်ကိုအာဇာနည်ပဲပြီးတော့ဒါတကယ်ကိုထိုက်တဲ့တန်တန်ကိုပြရမယ့်သူရဲကောင်းနေဖြစ်တယ်အဲပြီးတော့ကြံရစ်တဲ့မိသားစုတွေအတွက်ကစကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေပြီးတော့တော်လိုင်းပြည်သူတွေပေါ့နော် ပြီးတော့ဒါဦးဆောင်သူတွေအနေနဲ့တန်တန်သမျှတာဝန်ယူစေခြင်းနဲ့ဗျာအဲသူတို့ကတော့ဘာမှဒီဥစ္စာအတွက်ပေါ့နော်ငါတို့ကငါတို့တားပေးလိုက်လို့ဒါမျိုးပုံစံပြန်လုပ်ပေးဆိုပြီးတော့တောင်းဆိုမဲ့မိသားစုလုံးဝမဟုတ်ဘူးဆိုတာတော့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့အလိုက်တတိနဲ့ဒီ ဒီမိသားစုတွေအပေါ်မှာပေါ့နော်အဲဒီလိုကြာဆုံးသွားတဲ့လူငယ်တွေရဲ့မိဘတွေရဲ့မိသားစုတွေအများကြီးရှိတယ်ပေါ့နော်အဲကြာအဲမိသားစုတွေအပေါ်မှာကျွန်တော်ထိုက်တဲ့တန်ကွန်ပျူမှုတွေပြုစုဆောင်ရှောက်မှုတွေအဲလှုပ်ပြေးတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲပြီးတော့သူပြောရတဲ့အထက်မှာဆိုလဲအဲဦးလေးသားဒီတယောက်ပဲရှိရတဲ့ဟိုငငယ်လေးရှိသေးတာတဲ့ဦးလေးကတော့ဖြေနိုင်ပါတယ်တဲ့အဲသူ့အမေတွေအမတွေကတော့မိန်းကလေးဆိုတော့မဖြေနိုင်ဘူးပေါ့နော်ဦးလေးကတော့ဖြေနိုင်ပါတယ်တဲ့ သူသူကတော့အဲ့လိုပြောနေတာပေါ့နော်။ဩဃအဖွဲ့တွေကတော်တော်ကိုကြေကွဲဆုတ်နေပြီးတော့ခန်းစားရမယ်နေသားကြောင့်ကြားရတဲ့သူတွေတော့မှနေနိုင်ဘူးပေါ့နော်။အနောက်ကနေပြီးတော့ပြောနေတဲ့စကားသံလေးဆိုလည်းကြားရတယ်။အမှန်တရားအတွက်လှုပ်တာပါညာပေါ့နော်။ဒါမျိုးပုံစံမျိုးလေးပြောနေရတယ်ကြားရတယ်။ပြီးတော့ဟိုတော်လရင်တမားတယောက်ပေါ့နော်ဒီညီလေးဆိုရင်ဒါကြာဆုံးသွားပြီဆိုတဲ့အချိန်မှာသူကတော်လရင်တမားတယောက်ပဲအာဇာနည်အဲသူရဲကောင်းတယောက်ပဲဒါပေမဲ့သူသူ့ရဲ့နောက်ဆုံးခရီးကဘာမှပြည့်ပြည့်စုံစုံမရှိဘူးဆိုတဲ့ဟာလည်းမြင်ရတယ်ဗျာ ုဘေးနားမှာသူချစ်မြတ်နိုးတဲ့ဂီတာလေးရှိမယ်အဲလန်တော်ရှိမယ်သူ့ကိုလွှမ်းခြုံထားတဲ့လန်တော်ရှိမယ်ဘေးနားမှာသူတက်ရှိစဉ်တော့ဝယ်စားခဲ့တဲ့ဝယ်စားလေးတွေရှိမယ်ဖခင်ဖြစ်တဲ့သူကလည်းကြည်လအောင်ဗျာဟိုစလစ်တိုလေးစေးဘောလေးအတိုလေးပေါ့နော်လက်ကြားညှက်ထားတယ်ဒီစလစ်ပါချက်ပေါင်ဖက်နယ်လေးပေါ့နော်အဲရေချိုးစီချက်ပေါင်ဖက်နယ်လေးစီးထားတယ်။ဟိုဗျာလုံးဝခက်ခက်နန်းနားပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြည့်ပြည့်စုံစုံပုံစံမျိုးမဟုတ်ဘူး။ဒါတွေကလည်းတကယ်တော့ဟိုကျွန်တော်မြင်ရတဲ့ ချိန်မှာစိတ်မကောင်းစရာပေါ့နော်ဒါပေမဲ့အဲသူတို့ရဲ့စိတ်ဓာတ်တွေကတော့တကယ်ကိုမြင့်မြတ်တယ်တကယ်ကိုသူရဲ့ကောင်းမိသားစုတကယ်ကိုအသာသည်မိသားစုတွေပေါ့နော်အဲ့တော့ဒီလိုမျိုးဒါဖြစ်စဉ်တွေကတော့ကျွန်တော်တို့အဲဒေါ်လာရင်းမှာအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်အဲလူငယ်တွေရဲ့ဇွဲပြီးရင်စိတ်ဓာတ်ခံယူချက်ပြင်းထန်မှုကလည်းတကယ်ကိုကြောက်စရာကောင်းလောက်အောင်ပဲပေါ့နော်ရှေ့မှာကျွန်တော်တို့ကြုံခဲ့ကြရရှိတယ်အဲချို့ဒီရဲ့ကောင်းနေဆိုရင် အဲသူတို့ရဲ့မိဘတွေကခွင့်မပြုတဲ့အခါပေါ့နော်မိဘတွေကိုပြန်ပြီးတော့လန်ဆန်လုတ်ပြီးတော့ပြန်ပြောတဲ့ဟာမျိုးရှိတယ်အဓိကတော့အဲဒီလိုမျိုးဒါအမှန်တရားအတွက်အကုန်လုံးတိုက်ပွဲဝင်နေတဲ့အချိန်မှာအမေကဘာဖြစ်လို့ကျွန်တော်တားနေရလဲဆိုတဲ့ပုံစံမျိုးနဲ့အဲတိုက်ပွဲဝင်မှုအတွက်တပူတစစပြောရတယ်သူရောကောင်းနေလဲအများကြီးတွေ့ခဲ့ဘူးလေပေါ့နော်အဲဖမတ်ရကျွန်တော်ဒါမှန်လေးမှန်လေးပေါ့နော်မှန်လေးဆိုတာဒါကျွန်တော်အင်တာဗျူးရထဲမှာလည်းပါတယ်ပေါ့နော်သူဆိုရင်အချိန်ကဒီမော့ဆိုတို့ထန်တလန်တို့ပါတို့ရွာလုံးကျွတ်ပြီးရှုခံရတယ်ပြီးတော့ကင်နီတို့ပါအောင်ပါဆိုဟို ้าတွေပါမီးရှို့ပြီးတတ်သွားတာတွေပါတယ်ဗျာဒီလိုတွေဖြစ်နေရောကျွန်တော်ကမခံလာနိုင်ဘူးနှစ်နာရီခွဲညနှစ်နာရီခွဲ၃နာရီဆိုငုံတူတီထားထားငိုတယ်တယောက်ဆိုင်စီကတဟင်းနေကြီးကဘာမလုပ်ဝင်နိုင်ဘူးငါဘာမလုပ်ဝင်နိုင်ဘူးဆိုတော့အာနဲ့မားတော့ညာတိုင်းကျွန်တော်ကအဲမီးရှို့ခံရတဲ့ဟာတွေပို့ပြီးတော့မမေးလို့တကယ်လို့အချင်းကြလာရန်ကုန်ကလည်းဒီလိုဖြစ်လာပါတော့အဲ့လိုကြရင်တော့တာမင်းထမင်းလုတ်ဆွဲပြီးတော့မှဖုံးချောင်းတော့မပြေးနိုင်ဘူးလို့ အာတိုက်သွားလို့ပါဖြစ်တယ်ညာဖြစ်တယ်အမားလာလဲသဘောရပြောင်းသွားတယ်ဆရာနေလုံးချင်းပထမတစ်ခေါက်လို့ခိုးမသွားနဲ့ဟောအိမ်ုံပြောပါအိမ်ုံပြောဆိုတော့အဲ့ဆိုတတ်သွားရုံပဲဆိုတော့အာသူကိုယ်တိုင်းပဲဩကားလုံးတွေလိုက်ဖြတ်ပေးဩသူကိုယ်တိုင်းပဲလိုအပ်တာတွေလိုက်ဝယ်ပြီးတော့မှကားကြီးထိလိုက်ပို့ဩကားကြီးထိလိုက်ပို့တော့ကျွန်တော်ဒီဘက်တက်မှ6လဲစရောက်လာအဲဒီဝေယံထုံးပါနော်ဝေယံထုံးလေးဒါကြာဆုံးသွားတဲ့ချိန်မှာ အမေလှုပ်တဲ့သူကသွားပြောတယ်ပေါ့နော်အမေကငိုတယ်ပေါ့နော်ငိုတော့ကြတော့အမေလှုပ်တဲ့သူကအမေဘာဖြစ်လို့ငိုတာလဲပေါ့နော်အမေကိုတားကိုကြတော့ဖွက်ထားပြီးတော့ပေါ့နော်သူများတားအခုလိုမျိုးကြာဆုံးသွားတဲ့ခါကျရင်မိမိရဲ့မကြနိုင်ပေါ့နော်အမေဘာဖြစ်လို့ကိုတားကိုဖွက်ထားလဲပေါ့အဲကိုတားကဒီလိုမျိုးလှုပ်ချင်နေဆိုတဲ့ဟာအမေခွင့်ပြုပေးရအဲ့လိုပုံစံမျိုးတွေကစပြောတယ်တဲ့ပြီးတော့အညာတကောင်သနွဲဆိုရင်ချပြီတဲ့အဲ့လိုမျိုးကဘာမကြည့်ဘူးအဲအဲ့တခြင်းနေထဖွင့်နေ အဲပြီးတော့ကျတော့ဒီတော်လိုင်းဒီဒီဆန္ဒပြဖြိုခွဲမှုမှာပေါ့နော်စစ်တပ်ရဲ့ရက်ဆက်မှုတွေရုံမှမှုတွေကိုဒီတည်င်းတွေကိုသူ့မိအိတ်နေလားမအိတ်နေလားသူမစင်စားညတကောင်တနေလဲပို့တယ်ပေါ့နော်အဲလိုမျိုးအမဲလဲသူကသူ့မိရဆိုလို့ပြောစိတ်ဒုက္ခပေးတယ်ပေါ့နော်အဲလိုတော့ပြောခဲ့ရတကယ်ကိုစိတ်တက်အရန်ပြင်းထန်ပြီးတော့ပေါ့နော်အချိန်ချင်းခါကတော်လိုင်းတက်ဖွဲ့တွေဝင်ဖို့စူးစမ်းခဲ့တဲ့လူငယ်တွေကျွန်တော်အများကြီးပဲတွေ့ခဲ့ရတယ်အဲပြီးတော့အချို့တွေဆိုလဲဒီလိုမျိုးရောက်လာနိုင်မှုအတွက်ကိုပေါ့နော် ပြင်းပြင်းထန်ထန်စူးစမ်းခဲ့ရတာရှိတယ်အချို့ကအဲ သူတို့ရဲ့ခန္ဓာကိုယ်အချို့ချွေရင်းတဲ့ဟာလေးရှိတယ်။ဆိုဆိုတာတခြားဟာပြောမှမဟုတ်ဆိုတာအဲ့လိုအဲဒီမျိုးလုံးအားမကောင်းတာတို့အဲမျက်စိအားမကောင်းတာဒါမျိုးပုံစံမျိုးတွေလည်းရှိကြတယ်။အချို့ဆိုရင်အဲပန်းနာရင်ကျက်ယောဂပုံစံမျိုးတွေရှိကြတယ်။အဲအဲ့လိုပုံစံမျိုးတွေရှိကြတဲ့သူတွေတောင်မှပဲဒီခံယူချက်တွေဒီစိတ်ဓာတ်တွေပြင်းထန်တာကြောင့်မလို့လောရဲကိုမရောက်ရအောင်လာကြတယ်။ဒီတော်လိုင်းတက်ဖွဲ့တွေနဲ့အတူပူပေါင်းတယ်ပြီးရင်ပြည်သူတွေပြန်ပြီးတော့တိုက်ပွဲဝင်ကြတယ်။အသက်တွေပါရင်းပြီးတော့ချကြတယ်ပေါ့နော်။ဒါမျိုးပုံစံလူငယ်တွေကြောင့် တော်လိုင်းဘက်မှာအများကြီးရှိတယ်အကုန်လုံးအဲ့လိုစိတ်တဲ့တွေရှိပြအကုန်လုံးအဲ့လိုခံယူချက်တွေရှိပြအဲ့ကြအဲ့လိုမျိုးသူတွေရဲ့နောက်ွယ်မှာရှိရဲ့မိဘတွေကလည်းစောစောကကျွန်တော်ပြောခဲ့တဲ့ဒါကလေးလိုမျိုးပဲပေါ့နော်အားလုံးကတကယ်အာဇာနည်မိသားစုတွေဖြစ်တယ်ကိုသားတယောက်အသက်မရှိတော့တဲ့သားတယောက်ရဲ့ရုပ်လောင်းရှိမှာပေါ့နော်မျက်ရည်တစ်စက်မကျဘဲနဲ့ကြံခဲ့တဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေအတွက်ကိုစိတ်ပူပြီးတော့မှားနေတဲ့ဟာတွေ အဲ့လိုပေါ့ဟိုသူကျိနေရတယ်ဂုံယူရတယ်ဆိုပြီးတော့ပြန်ပြီးပြောပြနေတဲ့အကြောင်းအရာအ í တွေကတကယ်ကိုရင်နစ်အောင်ခန်းစားရတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်ခန်းစားရတဲ့ဟာလေးကိုကျွန်တော်ပြန်မျှဝေပြပါပေါ့နော်အဲ့တော့ဒါကျွန်တော်တော်လံပြည်သူတွေရောတော်လံတပ်ဖွဲ့တွေရောတခုခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတော့နောက်တစ်ခုကတော့ဒါကျွန်တော်အင်းတော်မျိုးသိန်းတိုက်ပွဲပေါ့နော်ဒါမှတ်မိလိုက်မယ်ထင်တယ်ဒါစစ်တုံပန်းဘုံမူကျုပ်ခုံခုံတက်မှာမူပေါ့နော်အဲတက်မှာ90ခုံတက်မှာမူစစ်တုံပန်းဘုံမူကျုပ် အဲအောင်တက်ဦးပေါ့နော်သူဖန်စီခံရပြီးရဲ့အချိန်မှာအခုဆို energy ထုတ်ပြန်တယ်ဒီကောင်အပါဝင်ပေါ့နော်အဲသူရဲ့စစ်တုံးမှစစ်သားတွေကိုအဲစစ်ဆေးတာမျိုးတွေစစ်ကြောရေးဝင်တာမျိုးတွေလုပ်နေပြီဖြစ်တယ်အဲ့လိုစစ်ကြောရေးတွေစစ်ဆေးချက်တွေဒါဒီဟာဒီပုံမှာမူတည်ပြီးတော့ပေါ့နော်ဒါတရားစီရင်မယ်ဆိုပြီးတော့ energy ကထုတ်ဖို့ပြောကြားလာတယ်ပေါ့နော်အဲ့တော့ဒါက main online အတွက်ခေါင်းခဲစရာဖြစ်တယ်တမတမမှာအကြီးဆုံးဆိုတဲ့စစ်ကောင်းဆောင်တရားအဲ့လိုကောင်းဆောင်တရားကိုဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကအရှင်လက်ရဖမ်းဆီးပြီးတဲ့ချိန်မှာ တို့လှုပ်ခဲ့တဲ့လုံရက်တွေတို့ကိုအမိန်ပေးစေခိုင်းခဲ့တဲ့ဟာတွေတို့လက်ရှိလှုပ်ဆောင်နေတဲ့ဟာတွေအပြင်နောက်ထပ်လှုပ်ဆောင်မယ့်ဟာတွေအတွက်ပါကျွန်တော်စစ်ကြောနေနိုင်ပြီဆိုရင်မင်းအောင်လိုက်အတွက်ကောင်းခဲစရာတွေဖြစ်လာတော့မယ်သူဖုံးထားသမျှဟာတွေပေါ်တော့မယ်ပြောကြကျွန်တော်တို့လက်ခုပ်ထဲမှာရောက်နေတာဖြစ်တဲ့အတွက်ဒီကောင်အမှန်တိုင်းပြောဖို့ရည်ကြီးတယ်ဗောနော်အဲပြီးတော့ကျွန်တော်တော်လိုင်းတက်ဖွဲ့အနေနဲ့လည်းဒီစစ်ကြောရေးနဲ့ပတ်သက်တဲ့ review ဟာတွေစစ်ကြောရေးနဲ့ပတ်သက်တဲ့စီးမြင်တွေစီးကန်းတွေဒါမျိုးတွေကိုလည်းကျွန်တော်သိစေချင်တယ် ဲတက်ထားစီခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တပ်ဖွဲ့တွေကနေရာတိုင်းမှာဒီစစ်ကောင်စီရဲ့ဒီအောက်ခြေအဆင့်ကနေစပြီးတော့ရာရှိဘိုင်းနေအဆင့်ထိနေရာတိုင်းမှာလက်ရဖမ်းဆီးနိုင်နေတာတွေကအများကြီးရှိလာတယ်အဲ့လိုရှိလာတဲ့အမျှစစ်ကြောတဲ့ဘာသာရက်တွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကတိထားသင့်ပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေလောက်ကန်ဆောင်ရွက်နေတဲ့ဟာတွေသူတို့ရဲ့တာဝန်တွေယာတူးတွေသူတို့ယူထားတဲ့အစီအမံတွေသူတို့ရေးဆွဲနေတဲ့အစီအမံတွေသူတို့အကောင့်ထဲပုံနေတဲ့အကြံဉာဏ်ဓာတ်တွေကအဆက်ကျွန်တော်တို့တပ်ဖွဲ့တွေက အဲလုံးဝအသေးအဖွဲ့အစားလိုက်ပြီးတော့စစ်ကြောနိုင်တဲ့အဆင့်မျိုးရောက်အောင်လှုပ်ထားဖို့အရေးကြီးလာပြီပေါ့နော်အဲ့လိုလှုပ်ထားနိုင်တာနဲ့အမြကျွန်တော်တက်ဖွဲ့ရဲ့အတွက် အဲနောက်လာမဲ့အောင်မြင်မှုတွေကအရန်အထောက်ကူသွားပြူတယ်အဲဥစ္စာအတွက်ကိုဒါကြောင့်တည်တည်တည်ထိုက်တဲ့ဟာတွေကျွန်တော်ဘက်ကတော်လိုင်းတက်ဖွဲ့လေးလိလာထားတဲ့နေပေါ့နော်ဆိုတာဒါကုနာလို့ပေါ့နော်အဆူလိုက်ပြုံလိုက်ဖန်းခံဒီကောင်နေစီကနေပြီးတော့ဖန်းမိပြီဆိုတဲ့ခါကျရင်ဒီကောင်နေတယောက်နဲ့တယောက်ဒါတိုင်ပင်ကြက်ကြရရှိတယ်လက်ရဖန်းစီခံရပြီဆိုတာနဲ့ကျွန်တော်ကလောက်ရမယ်စီမင်းစီကနေရှိသွားအောင်ဆိုတာတယောက်တနေရာစီခွဲထားတာမျိုးဒီလိုခွဲထားမှပဲရမယ်အနေထားမျိုးဘာဖြစ်လို့လဲဆိုတော့ ဲတချို့ကကြောက်ငါ့ကိုအရာရှိလို့မပြောနဲ့ဆိုပြီးတိုင်မင်တာမျိုးတချို့ကငါတို့ကောင်တွေဘလို့ချင်းနေမျိုးရောက်လာပြီးအဲတော့ကြောက်ငါတို့ကိုဘာတွေမေးလာလိမ့်မယ်မေးလာတဲ့ခါကျရင်ငါတို့တယောက်တစ်ယောက်ဘလို့ညှိထားဆိုပြီးတော့အချင်းချင်းပြန်ပြီးတိုင်မင်လို့ရတဲ့အနေအထားမျိုးတွေမဖြစ်အောင်ဒါစပြီးတော့ဖမ်းပြီးပါဆိုကနေကထားရမယ့်ပုံစံမျိုးတွေရှိတယ်။အဲစစ်ဆေးတဲ့အခါမှာဘလို့အနေအထားမျိုးနဲ့စစ်ဆေးရမလဲ။သူနဲ့ level တန်းဟိုပါဖြစ်အောင်ဘလို့စစ်ဆေးရမလဲ။ပြီးရင်ခုနလိုပေါ့နော်။စစ်ဆေးတဲ့အခါမှာမေးခွန်းကိုပဲဖြေရမယ်။ပြန်ပြီးတော့မေးခွန်းမထုတ်ရဘူးဆိုတော့ စီမင်းစည်းကမ်းမျိုးတွေပေါ့နော်ပြီးတော့ကျတော့လုံးဝကြောက်လို့ဖြေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လုံးဝကိုလိုက်ရောပြီးတော့ပေါ့နော်လိုက်ရောပြီးတော့ကောင်းကောင်းမွန်မွန်ဖြေတဲ့အဖြေမျိုးကဘယ်လောက်ထိတန်ဖိုးကြီးတယ်ဆိုတဲ့ဟာမျိုးတွေဒါတွေအစကျောင်းတော်လိုင်းတက်ဖွဲ့တွေကတည်ထားဖို့အချိန်တန်ပြီလို့လည်းအကြံပြုကျင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းဆိုရင်အများကြီးအများကြီးဖမ်းစီအရှိမှလည်းအများကြီးဖမ်းကအခုချိန်ထိလည်းဖမ်းမိနေတော့မယ်။နောက်ထပ်လည်းဖမ်းမိတာလည်းရှိလာအောင်ပါ။အဲ့တော့ကျတော့ သူတို့ဒါဟိုဘက်ရန်သူဘက်ကတရင်နေရဖို့အတွက်ဒီကောင်နေစီကနေပါလေလွင့်မရှိအောင်အသေးအဖွဲအစလိုက်ပြီးဆစ်ဆေးနိုင်တယ်ဟေ့ဆိုရင်ကျွန်တော်တော်လိုင်းအောင်မြင်မှုအတွက်အချက်လက်တွေအများကြီးရလိမ့်မယ်ပေါ့နော်အဲကြတော့မြောက်လိုင်းနေနဲ့အခုလိုမျိုးအကြီးပိုင်းတွေကသူ့ရဲ့ဒါခေါင်းဆောင်တယောက်ဖမ်းခံရပြီဆိုတဲ့အချိန်မှာခုလိုမျိုးစစ်ကြောမယ်ဆိုပြီးတော့အတန်လွင့်လာတဲ့နေကောင်ဖင်တုံအောင်ကြောင်နေလောက်ပြီပေါ့နော်အဲဒါကြောင့်မလို့လေဒါအခုနောက်ပိုင်းနေမှာ ဒါစစ်တုံမှန်းဖြစ်တော့မဟိတ်လက်နဲ့ချတော့မဟိတ်အလင်းဝင်တော့မဟိတ်ဆိုတဲ့အရေးအယောင်မြင်ရတာ ਨੇ ဒီကောင်နေကိုယ်တိုင်ကစဘုံလိုက်ကျင်းနေတဲ့အနေအထားမျိုးတွေဖြစ်နေတာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီဥစ္စာတွေလည်းကြိုပြီးတော့တည်ထားဖို့ရည်ကြီးလာပြီပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ပေါ့မြုံနယ်တနက်ပင်စင်းကြွာကိုတဲ့ဘုံလာကျဲတဲ့စက်တက်လီဒီပါရာမူတာပေါ့နော်စက်တက်လီဒီနှစီကိုဘာကအဖွဲရနေပြီးတော့ဘာကဘာအဖွဲရနေပြီးတော့ပစ်ခတ်လိုက်တော့ဒါလီဒီမောင်းတဲ့ကောင်တစ်ကောင်ပေါ့နော်အဲတရားရရသွားတယ်ဆိုပြီးတော့ဒီရတယ်ပေါ့နော်အဲဒါကြောင့် အဲဒီကောင်နဲ့အတွေ့အထဲမှာကအမြဲတမ်းကျွန်တော်တပ်ဖွဲ့တွေကိုအထင်သေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တပ်ဖွဲ့တွေဘက်ကလည်းမရရတဲ့ဟာနဲ့ပြန်ပြီးတော့ချိန်မုံနိုင်နေဆိုတဲ့ဟာအမြဲတမ်းပြသခဲ့ပြီးသားဖြစ်တယ်အခုတို့ကဒီပါရမတာကိုဘာနဲ့မှလုံးလို့မရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့တို့ကဒါသွေးတို့ဆန်းပြီးတော့ဒါကျွန်တော်တပ်ဖွဲ့တွေပြီးရင်ဒေသခံပြည်သူတွေဒီပေါ်မှာရုံမှာရက်ဆက်တဲ့ပုံစံမျိုးနဲ့ဘုံကျဲတိုက်ခိုက်တာမျိုးတွေလှုပ်တယ်ဒါပေမဲ့လည်းဒါအမြဲတမ်းမှာပြစ်ချခံရတာရှိတယ် အဲထိကိုက်တာတွေရှိတယ်အဲတခါကြီးကြာရင်သူ့ဘာသူတစ်ပင်နဲ့တိုက်ပြီးတော့ပြုတ်ကြပြီးတော့တည်တဲ့ကောင်ရှိတယ်အဲလိုပုံစံမျိုးအနေထားဖြစ်လာတယ်ဒါပေမဲ့လည်းဒီဥစ္စာကြောင့်အထင်သေးလို့တော့မရဘူးခုလိုမျိုးအောင်မြင်မှုရတာတကယ်ဝမ်းသာတကယ်ကျိုးလို့လဲဘာဖြစ်လို့လဲဆိုတော့ဒီပါရာမီတာကိုပြတ်ခတ်နိုင်မဲ့အဲခုနကလိုလက်နက်မျိုးကျွန်တော်တို့တပ်ဖွဲ့တွေစီမှာမပြည့်မစုံသေးတာတော့မှပဲ ခက်ဆိတ်စိတ်ကြားလာရပြီဗောနော်ဒီလိုကောင်မျိုးတွေကိုခြေမိုးနိုင်တဲ့အဆင့်မျိုးတွေခက်ဆိတ်စိတ်ကြားလာရပြီဖြစ်တဲ့အတွက်တကယ်အားရစရာကောင်းတဲ့သတင်းတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ဒီကောင်တွေကဒီဥစ္စာကိုပို့ပြီးတော့တွေ့တွေ့ကြကြသုံးဖို့အတွက်စူးစမ်းနေချိန်မှာရုပ်တပ်ဖွဲ့အနေနဲ့ဒီလိုဟာမျိုးကိုခြေမိုးနိုင်မဲ့လက်နက်မျိုးကိုဒါအမြန်ဆုံးဒါရှာဖွေနိုင်ဖို့အတွက်လည်းဒါကျွန်တော်ဟိုအကြံဉာဏ်ပြုတွင်တယ်ပြီးတော့ကြတော့ဒါဒီလိုမျိုးရှာဖွေနိုင်မှုအတွက်ကလည်းပြည်သူလူထုရဲ့အကူအညီထောက်ပံ့မှုကအရန်ရေးကြီးတယ်။ပြည်သူကိုနှိမ့်ဆက်နေတဲ့ဟာ ပြီးရင်ခုနလိုတော်လိုင်းတပ်ဖွဲ့တွေကိုနှိမ့်ဆက်နေတဲ့ဟာမျိုးကိုပြန်ပြီးတော့လက်စားချေနိုင်မယ့်အခွင့်အရေးကကျွန်တော်တို့လက်ထဲရောက်ဖို့အတွက်ဆိုရင်ထောက်ပံ့ကူညီမှုတွေကအရင်ကြီးကြီးတယ်တပ်ဖွဲ့တွေကတော့အသက်ပါရင်းမြော်စော်ဖို့ဝင်မလေးဘူးပေါ့နော်အဲတော့ကျွန်တော်ဒီရက်ထဲကြားရတဲ့သတင်းတွေကဒါခန်းစားချက်မျိုးစုံဖြစ်စေတယ်ပေါ့နော် ဝမ်းနည်းစရာတွေလည်းရှိမယ်အဲခုနလိုဝမ်းသာစရာအောင်မြင်မှုတွေအဲဒါမျိုးတွေလည်းရှိမယ်စိတ်အားတက်ကြွစေတဲ့အရာတွေလည်းရှိမယ်ဒါပေမဲ့ဒါတွေကဝမ်းနည်းစရာကြုံတိုင်းမှာကျွန်တော်စိတ်ရကြဖို့မဟုတ်ဘူးဒီဟာတွေကနေပြန်ပြီးကျွန်တော်ခွန်အားယူလို့ရတဲ့အရာတွေအကြောင်းအချက်တွေအများကြီးရှိတယ်ဗောနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လှုပ်ရမယ်ဒေါ်လိုင်းပန်းလိုင်းကိုရှောက်လန်းနေတဲ့ခြေလန်းတွေကိုရက်တန့်သွားလို့မရဘူးတုံဆိုင်သွားလို့မရဘူးရှေ့ဆက်ပြီးကျွန်တော်တပ်ဖွဲ့တွေရောဒေါ်လိုင်းပြည်သူတွေရောဒါလက်တွဲညီညီနဲ့ အဲအဆုံးထိရောက်အောင်ပေါ့နော်ပန်းတိုင်ထိရောက်အောင်ခြေတက်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်